ကိုကြောင့်ဘသူမှဒုက္ခမရောက်စေခြင်းဘူးဆိုရင် ကိုချင်းသီလာထိမ့်သိမ်းဆောက်ရှောက်ပါကိုချင်းသီလာဆိုတာသူများဒုက္ခမပေးတဲ့အလုပ်ပဲနော်သူများဒုက္ခပေးတယ်ဆိုတာသိရမလားသူများသက်တတ်ရင်လည်းသူများဒုက္ခပေးတာသူများဥစ္စာခွင်လည်းသူတို့ဘာဒုက္ခပေးတာပဲကာမကိစ္စတွေပါမှမယွင်လို့ရင်လည်းသူများဒုက္ခပေးတာပဲလေလိန်ပြောရင်လည်းသူများကိုဒုက္ခပေးတာ တုံးနဲ့တူမတက်အောင်ခုံးတိုက်တာလည်းပဲဒုက္ခပေးတာဆဲတာရေးတာလည်းဒုက္ခပေးတာဒီကနေ့ခေတ္တဗဇ္ဇကတောင်ထုတ်မစို့လက်နဲ့ရေးပြီးတော့ Facebook ကဆဲနော်ဆဲဖို့ဆဲနည်းတွေမျိုးစုံပဲအဲ့ဒါတွေဟာကိုကျင့်သေးလိုက်ပျက်စီးခြင်းရဲ့အဓိပ္ပာယ်တွေပဲအဲ့ဒီလူဟာတွေမရှိအောင် သူများကိုဒုက္ခပေးတဲ့အလုပ်တွေဟာရှောင်ပြီးတော့ကိုကျက်သေးလာနဲ့ပြည့်စုံအောင်ကြိုးစားတယ်။ကာယတုစရိုက်ဝစီတုစရိုက်ကိုမကျွလွန်မဲနဲ့ကိုကိုဓာတ်မြင့်မြတ်တဲ့အလုပ်လို့ခေါ်တယ်။ဓာတ်ကိုမြင့်မြတ်တဲ့အလုပ်ဆိုလို့ရှင်လိမ်ပြောတာဟာအောက်တန်းကြတဲ့အလုပ်။တုံးနဲ့တူမတက်အောင်ခုံးတိုက်တာနေရုပ်ညံ့နဲ့